ကျမ်းမာစွာစားတော့ခြင်းဆိုတာကျမ်းမာတဲ့လူနေမှုဘဝရဲ့အတိတ်အဆက်အပိုင်းတစ်ခုဖြစ်ပါတယ်။ဒါဟာတင်းရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုမြင့်တင်ပေးနိုင်တယ်လို့စွမ်းရည်ပမာဏကိုတိုးတက်စေခြင်း၊ပူလန်းချောင်းကျမ်းမာရေးကိုကောင်းမွန်စေခြင်း၊အရေးပြားကျမ်းမာရေးကိုမြင့်တင်ပေးခြင်း၊စိတ်ဖြည့်ဆည်းမှုကိုလျှော့ချပေးခြင်း၊နာတာရှည်ယောဂါတွေကိုကောင်းကွယ်ခြင်းအပြင်တင်းရဲ့ဘဝကြီးရဲ့အတွင်းနဲ့တက်တန်းကိုပါတိုးတက်စေနိုင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာကျမ်းမာတဲ့ဘဝအတွက် ကျမ်းမာစွာစားတောက်မှုအလျက်အထာခုနှစ်ချက်ကိုခေါ်ပြပေးသားမှာပဲဖြစ်ပါလေ။နံပါတ်၁မြတ်တာတော့အစာအစာကို စားသုံးပါ။မြတ်တာတဲ့အစာအစာဆိုတာအမျိုးအစားစုံလင်ပြီးကျမ်းမာရေးအတွက်လိုအပ်တဲ့အာဟာရတအားလုံးကိုလုံလောက်စွာထောက်ပံ့ပေးတဲ့အစာအစာဖြစ်ပါလေ။လိုအပ်တဲ့အာဟာရတအားလုံးရရှိဖို့အတွက်ဆိုရင်အစာအစာမျိုးစုံကို စားသုံးပေးဖို့အရေးကြီးလာပါတယ်။မြတ်တာတဲ့အစားအစာအတွက်အတင်းကအာဟာရတတ်တွေကတော့ကာဘိုဟိုက်ဒရိတ်ပရိုတိန်း ကျန်းမာတော့အစီတက်ဗီတာမင်နဲ့တတုတက်တွေပဲဖြစ်ပါတယ်။ပုဂံရဲ့လေးပေါ်တော်ကမှကာဘိုဟိုက်ဒရိတ်ပါဝင်သင့်ပြီးအဓိကအားဖြင့်ဆန်လုံးယူကျုံစပားနဲ့ကျုံလုံးထုတ်ကုန်များကဲ့သို့သောပြည့်ဝတဲ့ကာဘိုဟိုက်ဒရိတ်မှရရှိတဲ့ကာဘိုဟိုက်ဒရိတ်ဖြစ်တင်ပါတယ်။ပြုပြင်ထားတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုတက်နိုင်တဲ့မြရှောင်းပါ။ပုဂံရဲ့နောက်ထပ်လေးပေါ်တော်ကတော့ပရိုတင်းသက်ပါဝင်သင့်ပါတယ်။ငါအစီနဲ့အသားတူဦးနဲ့ ဘဲပင်ကရတဲ့ထုတ်ကုန်များဖြစ်တဲ့တူဟုစတာတွေကိုရွေးချယ်စားသုံးနိုင်ပါတယ်။ပကံရဲ့ဂျန်တဲ့တဝက်မှာတော့အတိအနံနဲ့ဟင်းသီးရက်တွေပါဝင်နေပါတယ်။တင်းရအစအစာကိုပုံမူပြည့်စုံစေဖို့ထောပတ်ဒီအခွန်မာဒီအစစ်အစံနဲ့တောင်လင်းစီတို့လိုကျန်းမာတဲ့အစီသက်ရင်းမြစ်တွေကိုထည့်သွင်းစားသုံးဖို့အကြံပြုပါတယ်ခင်ဗျာ။နံပါတ်1စားသုံးမှုပမာဏကို ထိန်းချုပ်ပါ။ပမာဏကိုထိန်းချုပ်ဖို့နဲ့ အစားအလွန်ကြော်စားတော့လာကိုကာကွယ်ဖို့အတွက်ပကံသေးသေးလေးတွေနဲ့စွန်းသေးသေးလေးတွေကိုတုံမှမတူညီတဲ့အစားအစာမျိုးအစားတွေအတွက်အကြံပြုထားတဲ့စားတော့မှုပမာဏတွေကိုလေ့လာပြီးလိုအပ်ရင်ပိုင်းတာတဲ့ကိရိယာတွေကိုပါအသုံးနေပါတယ်။ဖြည်းဖြည်းစားပြီးတင့်ခန္ဓာကိုယ်ရဲ့စားလောင်မှုနဲ့ပြေဝမှုအချက်ပြရာတွေကိုအာရုံစိုက်ပါ။ပိုက်ပြီးတင်းမနေပဲကျင်းနဲ့ယုံနောက်ဆိုရင်စားတာကိုရက်လိုက်တင်ပါတယ်။နံပါတ်3ကတော့ကြည်တဲ့ပြေဝနေပါစေ။ကြည်မြဲမြဲတောက်ချင်းဟာ ကျန်းမာရေးအကျိုးစီးဆိုးများစွာကိုပေးစွမ်းနိုင်ပါတယ်။ဒါတင်းရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတိုးတက်စေခြင်းအစာချေပြတ်မှုကိုကူညီပေးပြီးဝမ်းကြုပ်ခြင်းကိုကာကွယ်ပေးခြင်းအိမ်ပြတ်ကျန်းမာရေးကိုကောင်းမွန်စေခြင်းကိုယ်လေးချင်းထင်းထင်းရမှာကူညီပေးခြင်းကြောက်ကလုံငန်းဆောင်ရွက်တာတွေကိုတိုးတက်စေခြင်းနဲ့ကြောက်ကချုပ်တယ်ခြင်းကိုလည်းကာကွယ်ပေးခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေပါတယ်။တင်းရဲ့လှုပ်ရှားမှုပမာဏနဲ့ဂျာဒီဥဒုပေါ်မူတည်ပြီးတစ်နှစ်ကိုအနည်းဆုံးဒီရှိဖန်ဖရိုက်ဇာတောက်တုံးတင်ပါတယ်။ ဒီတော့ဖို့ကိုကို သတိပေးနိုင်ဖို့လဲတည်ဖို့ဆောင်ထားပါတခွာဒီဖရဲဒီလိမ်မော်ဒီစတဲ့ရင်းနဲ့ပါဝဲမှုများတဲ့အစားအစာတွေကို စားတော်မိပါ ဆိုတာအကားစားအချိုရီစွန့်ရင်အချိုရီတဲ့လို့တော့တရားပါဝဲမှုများတဲ့အချိုရီတွေကို short တော့ဖို့အရေးကြီးပါတယ်နံပါတ်၄တရားနဲ့စားစားတော့ဖို့ကိုခန့်တတ်ပါတရားနဲ့များစားတော်ခြင်းဟာအဝတ်နုံခြင်းနဲ့ကိုယ်အလေးချိန်တိုးခြင်းချီချူယောဂါ နှလုံးယောဂါနဲ့အသက်ယောဂါကင်ဆာဖြစ်နိုင်ခြေထိုးလာခြင်းအရေးပြားဦးမေးရည်ရောမှုထိုးလာခြင်းနဲ့တွားပြဒနာများဖြစ်ပေါ်ခြင်းတို့နဲ့ဆက်ဆက်နေပါတယ်။တစ်ခါမှလည်းစားစားတော့ဖို့ထိုးလာခြင်းဟာပေးလို့ယောဂါနဲ့ကြောက်ခယောဂါဖြစ်နိုင်ခြေမင်းမားစွာဆက်ဆက်နေပါတယ်။ဒါကြောင့်ဦးမူကောင်းမှုနဲ့ဈာမရည်အတွက်တရားနဲ့စားစားတော့ဖို့ကိုဆွတ်ချဖို့အလွယ်ရေးကြီးလာပါတယ်။နံပါတ်5အစာအစာကိုပုံမှန်စားပေးပါ။နေ့စဉ် မနက်စာနေ့လယ်စာညစာလို့ကိုအချိန်မမှန်စားတော့ဖို့ကြိုးစားပါဒီလိုလုပ်ခြင်းအားဖြင့်တင့်ခန္ဓာကိုယ်ရဲ့စားလောင်မှုအချက်ပြမှုတွေနဲ့စွမ်းရည်ပမာဏကိုထိန်းသိမ်းပေးနိုင်ပါတယ်အစာစားတဲ့အခါတိုင်းပိုက်ကြည့်ပြီးခြေနဲ့နေစေဖို့ကာဘိုဟိုက်ဒရိတ်ပရိုတင်းနဲ့အဆီဒတ်တွေပေါက်ဆက်ပါဝင်တဲ့ပြန်တာတဲ့အစာအစာဖြစ်ဖို့လိုပါတယ်။ဒေစာစားဖို့တော့အလားရင်အတိအနံအခွန်မာတီတင်ရှင်သူ့မဟုတ်မဟုတ်ကျွတ်သေးလို့ကျန်းမာရေးနဲ့ညှို့တဲ့ အစားစာတွေကိုရွေးချယ်စားသုံးဖို့လိုအပ်ပါတယ်။နံပါတ်6ကျန်းမာတဲ့အဆီတမ်းများပါဝင်တဲ့အစားအစာတွေကိုထည့်သွင်းစားသုံးပါ။ mono unsaturated အစီနဲ့ poly unsaturated အစီမြင့်မားစွာဖော်ပြနေတဲ့အစားအစာတွေကိုစားသုံးပေးပါ။ thombadi, tanlinsi, acomadi နဲ့ omega 3 fatty acid ကျွေးဝါးတဲ့အစီများတဲ့နားတွေပဲဖြစ်ပါတယ်။အစီထဲမှာပဲကြော်ထားတဲ့အစားအစာတွေနဲ့ပြည့်ပြင်ထားတဲ့အစားအစာများစွာမှာပါဝင်တဲ့ transfer အပါဝင်ပကြမ်းပါတဲ့အစီတွေကိုစားသုံးမှုလျှော့ချပါအသားအနေနဲ့အစီဒီနှုတ်ထွက်ပစ္စည်းတွေကလည်းရရှိတဲ့စကြူရိဖတ်အစီများတွေကိုလျှော့စားပါကျော်စားတာထက်ကင်ချင်းခုတ်ချင်းပေါင်းချင်းတို့မဟုတ်ကျန်းမာရေးနဲ့ညွတ်တဲ့စီအနေငယ်နဲ့စီတက်ချင်းစားတဲ့ကျန်းမာရေးနဲ့ညွတ်တဲ့ချက်ပြုတ်မီတွေကိုအသုံးပြုပါနံပါတ်9တတိနဲ့စားသုံးပါအစားအစာစားနေစဉ်ကျုံမြင်တန်ကြာဖုန်းကိုမဟုတ် ကွန်ပျူတာတို့အာယုံပြန့်နှံ့စေတဲ့အရာတွေကိုရှောင်ပါတင်စားနေတဲ့အစားအစာရဲ့အရာဒါအတွင်းအပြင်းနဲ့ရှင်းနဲ့တွေကိုကြွယူပြုပါစားတဲ့အခါအချင်းယူပြီးတေချာဝါစားကတခက်ချင်းစီကိုမီးဆိုင်ဖန်စားကြည့်ပါဒီလိုလုပ်ချင်အပ်တဲ့အစာရှင်ပြမှုကိုကုညီပေးပြီးနှင်းအောင်နောက်ကဘယ်အချိန်မှပိုက်ပြည့်သွားပြီလဲဆိုတာကိုသိရှိစေနိုင်ပါတယ်စိတ်ခံစားမှုကြောင့်အစာစမ်းတတ်တဲ့အလျက်အထားကိုလည်းတည်ထားပါ စိတ်ဖိစီးမှုညှိငွေမှုတို့မဟုတ်အခြားစိတ်ကစားမှုတွေကြောင့်အစားစားနေတယ်ဆိုရင်ပြင်းချင်းခံထုတ်ခြင်းတရားထိုင်ခြင်းတို့မဟုတ်တငယ်ချင်းတူနဲ့စကားပြောခြင်းကဲ့သို့သောအခြားကေရှင်းကြီးတွေကိုရှာဖွေပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်ဆောင်ကြရအောင်